တကယ်နဲ့2020တုန်းကလည်းဒီရွေးကောက်ပွဲကိုကျင်းပပြီးပါပြီရှင်2025ပေါ့နော်ဒီ7လပိုင်းမှာလည်းထပ်ပြီးတော့ရွေးကောက်ပွဲကိုထပ်ကျင်းပလာဘာကြောင့်ပါလဲရှင်ဘာကြောင့်ထပ်ပြီးတော့ဒီရွေးကောက်ပွဲကိုထပ်ကျင်းပပါတယ်ရှင်အဲမေကုန်းတွေကိုလည်းပြည်ပြက်သမားတွေပြည်ပြေးတွေတောင်ချမ်းသူတွေကလည်းအဲ့ဒီမေကုန်းအဲ့ဒီမေခေါင်းစဉ်ကိုအကြောင်းပြပြီးတော့စီအောင်လှုပ်ဆောင်နေတာရှိတယ်အဲ့ဒါ နောက်20တော့ငါတို့ကယောဂဝဲမဲပေးပြီးပဲကွာဘာနဲ့ဖြစ်မလာဘူးအခုတော့ဘာလို့မဲထက်ပေးရမှာလဲဆိုပြီးတော့အဲ့လိုမလို့ဘူးယောဂဘွဲကလှုပ်ထားပြီးသားပဲငါတို့ယူထားတဲ့ဒီခေါင်းဆောင်တွေရှိတယ်ဗီဒီယိုအမိခံတွေလက်နဲ့ကြိုင်အောင်စီယုံနှုတ်ဆိုတဲ့တမှာအဲ့ခေါင်းစဉ်လည်းပါတယ်နော်အဲ့ဒီမိကုန်းလည်းပါနေတယ်ယောဂဘွဲချက်မှတ်ပြီးသားဟုတ်ဘာလို့ထက်ကျပါမှာလဲယူကောက်ဘွဲယူကောက်ဘွဲချမ်းမှာပဲလူတွေကအစိုးရဖြတ်မလာဘူး ာညာဆိုတော့ဒါအောင်မကျင်နိုင်ဘူးဘာမှမသိဆိုတော့အဲ့တော့နဲ့စီယုံပြီးတော့စီယုံခံနေရကျွန်တော်တို့ရေယူသားတဲ့ကျွန်တော်တို့အညာအညာရေပြန်းလူငယ်တွေပေါ့ဗျာเนาะအဓိကရေပြန်းဒေသမှာနေထိုင်ရလူငယ်အများစု PDF အမေကန်တွေကနေ NUG တရားမဝင်အစိုးရအဲ့ဒါနဲ့စီယုံတာအဲမှာစီယုံနဲ့ခေါင်းစဉ်တွေအများကြီးရှိတာပေါ့အဲ့ဒါလည်းပါတယ်တခုအဲ့တော့ကျွန်တော်တို့ကြာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ယူကောက်ပွဲကအောင်မြင်တဲ့ကျမပေးနိုင်ခဲ့တော့လေ နော်ယူကောက်ပဲမှာဖြစ်ပေါ်လာတဲ့မဲရလတ်တွေကိုစနစ်တကျကျွန်တော်တို့တွက်ချက်တဲ့နိပညာတွေတွက်ချက်တဲ့ခါမှာခင်မိနိပညာတွက်ချက်တဲ့ခါမှာမဲမသမာမှုကတစ်စက်တည်းမှာ၄တန်းလောက်ဖြစ်နေတယ်။တိုက်ပြည်လူအီးကတန်း50လောက်ရှိတဲ့ခါမှာ တိုက်ပြည်ရာကပြည်သူလူရဲ့ရာကတော့20လောက်နေပါဟာမဲကမသမာဆိုဖြစ်နေတယ် တရားမွေမဲဆိုမဲအဲစကားနဲ့ပြောရင်မဲခိုးတာပေါ့ခိုးထားတဲ့မဲတွေပေါ့မဟုတ်တဲ့တကယ်မဲပဲတကယ်ပေးတဲ့မဲမဟုတ်ဘူးမဲမတမအောင်ဆိုတာရှင်းပြောရင်အဲ့အဲ့မဲကိုတကယ်လူတယောက်ကပေးထားတာမဟုတ်ဘူးအဲ့လူတယောက်ရဲ့နာမည်နဲ့ပဲအချင်းချင်းဆက်ကားပေးထားတယ်တော့တည်သွားတာပဲအဲ့လူကအသက်တရာကျော်နေပြီအသက်မပြည့်သေးတာတွေတည်ဆိုးသွားတဲ့လူရဲ့နာမည်နဲ့မဲပေးထားတာ၄၀ချင်းတကယ်မဲပေးတဲ့လူရဲ့နာမည်ကအချင်း၂၀ เนาะတော့မရှိတဲ့လူရဲ့မဲအဲ့လိုမဲခိုးတာပေါ့ဗျာမဲခိုးပြီးတော့လုတ်ကြံပြီးတော့မဲမနိုင်နိုင်အောင်ထဲသားမှ၄တန်းကိုအဲ့ချင်းကအာဏာရပါတီမြို့သားဒီမိုစီဖွဲ့ချုပ် NLD ပါတီရဲ့တာဝန်ရှိတာဝန်ကြီးတဲ့ထိတ်တန်းကောင်းဆောင်ကြီးတွေကတဆင့်မဲကိုမနိုင်နိုင်အောင်လုပ်ရမယ်အပြတ်သက်နိုင်ရမယ်ညမောဆိုးရမလို့ချင်းငါတို့တပါတီထဲနဲ့ပဲတပါတီထဲနဲ့ပဲမနိုင်အောင်တော့ညွှန်ကြားထားတယ် ဟာတွေပေါ်ပေါက်လာတယ်နောက်ပိုင်းကျတော့အဲ့တော့အောက်ခြေကအညွန်ကြားချက်ကိုအထက်နံပါတ်1နံပါတ်2ခေါင်းဆောင်တွေကအဲ့လိုပဲပြောပြီးတော့မျက်စိမိတ်ပြီးနေလိုက်တာပေါ့ဗျာလုပ်ငန်းရှင်တွေဘာလို့ဘာလို့ဆိုတာတင်ကြတော့မပြောတော့ဘူးပေါ့အောက်ခြေကဒါကိုသဘောပေါက်နားလဲတဲ့လူတွေကဘာလို့လဲဆိုမဲဆင်းတွေပုံနေတဲ့အခါမှာမင်းနှစ်တန်းကျော်တော့ပုံပုံနေထားတယ်နှစ်တန်းကျော်သုံးတန်းကျော်လေးတန်းကျော်ငါးတန်းကျော်လောက်ထိမဲပေးခွင့်ရှိတဲ့အတုံးမျိုးရဲ့မင်းလက်မှတ်ကတန်း20စုကြပါဆိုဗျာ 38တန်း38တန်းကျွန်တော်မှတ်မိတော့မိုင်းနည်းနည်းမှားမယ်အော်မဲက38တန်းပဲရရမှာလीမဲပြ38တန်းအဲ့တော့တန်း40ကျော်ရထားတယ်ဆယ်တန်းတော်တော်များများပူရထားတယ်ဘာရွေးချင်းနဲ့ဟာပူရထားတာလဲအဲ့စတင်မေယူကဝဲမတိုင်ခင်မှာကလေးဟူပါမဲလက်ပတ်တွေပူရထားကလေးဟူပါဒါကကြိုးတင်ကြံစီမှုဖြစ်နေပြီမဲတွေပူရထားအဲ့မဲတွေအစင်းနဲ့ထုတ်ထားပြင်လား တဝက်တဲ့မဲဘုံလေးမဲယုံနေကိုဘယ်မဲဘုံဆိုပို့ပို့ပို့ဖုန်းနေနဲ့ဆက်ပြီးဘယ်ကိုပို့ဘယ်တက်ထဲလိုက်အဲ့အကုန်လှုပ်ရှားသွားတာမာဖီးယားဂိုင်းလို့လို့ပါလို့လို့အဲ့လိုဖြန့်ပြီးလို့ပါဗောတဲ့မဲတွေကျူရိုက်ထားတယ်တကယ်ထွက်လာတဲ့အခါမှာလည်းမဲမဲတမာမှုကတစ်သက်မှ၄သန်းရှိတဲ့ခါကျတော့တမရောကဒါကိုကြည့်တဲ့ခါကျတော့အိုးကမပူပဲဆလောင်းကပူရတော့တာဗောနော်လက်ရှိကယူကောဘက်ကော်မရှင်ဥလာသိန်းကောင်းဆောင်နဲ့ယူကောဘက်ကော်မရှင် UEC ရဲ့ ် NLD အစိုးရရေကဒီကိစ္စကိုသူတို့ထားတဲ့ကိစ္စကိုသူတို့တိတော့ဒီကိစ္စကိုညင်နေတော့မလုပ်ပေးဘူးမဆောင်ရပေးဘူးဒါပေမဲ့တမ်းမတော်ကဒီတိုင်းလက်ပတ်ချင်းနေမလားလစ်လို့ရှုနေမလားထွက်လိုက်မလားစဉ်းစားတဲ့အခါမှာမြမတမ်းမတော်ရဲ့တာဝန်ကဒီတိုင်းပြည်ကိုထုတ်ချအာဏာနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ချော်နှံနေမှာဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်မှန်နဲ့အညီတိုင်းပြည်မပြိုကွဲဘူး တိုင်းပြည်ဒီမိုကရေစီနဲ့မရင်းရင်သွားဖို့အတွက်ကိုထင်းထင်းဆောက်ဆောက်အောင်မှာတမရောမှာတာဝန်ရှိရဆိုတာဖွဲ့သွင်းအခြေခံဥပဒေမှာအတိအလင်းပြဌာန်းထားပြီးသားဖြစ်တယ်။တမရောက UEC ဥဒတင်ကောင်းဆောင်တဲ့ UEC ကိုဒါအောင်စစ်စစ်ပေးပါတောင်းဆိုတယ်မရဘူး။အပြောင်းလွတ်တော့ထပ်တောင်းဆိုတယ်။ပြောင်းလွတ်တော့အထူးစီဝေးခေါ်ပြီးတော့ဒါအောင်ညှိနှိုင်းဆောင်ပေးပါ။ဒါလည်းပြောင်းလွတ်တော့အစိုးရဩဇာ ပေါင်ဆန်းစုကြည်တို့ NLD ရဲ့ဩဇာကိုပဲခံတဲ့အခါကျတော့လွတ်တော်လည်းမခေါ်ဘူးအဲ့တော့ကာလုံခေါ်ခိုင်းတယ်ဖွဲ့စည်းပုံခြေအုပ်တွေမှာတိုင်းပြည်မှာချက်တဲဖြစ်လာလို့ရှိရင်မြို့သားလုံုံကြီးကိုချင်းချောက်လာပြီဆိုလို့ရှိရင်နိုင်ငံတော်ကာကွယ်ရေးလုံုံကြီးကောင်စီစီဝေးခေါ်ရမယ်ဆိုတာပါတယ်အဲ့တော့ကာလုံလို့ခေါ်တာပေါ့ရွေးနားလဲအောင်ကာလုံခေါ်ဖို့နှစ်ကြိမ်တောင်းဆိုတယ်အဲ့တော့လေဒေါ်ဆန်းစုကြည်ဦးအမြင့်အပါဝင်ခေါင်းဆောင်နေ NLD ခေါင်းဆောင်နေရော UEC ရောလွတ်တော် အကုန်လုံးကဒါကိုဘူးပဲခံပြီးတော့မခေါ်ဘူးတောက်ခံနေじゃညင်းနေတယ်မခေါ်နိုင်ဘူးရကောက်ဝဲအတီပဲဆိုပြီးတော့အားဖြစ်ဖြစ်ရကောက်ဝဲပြီးွားရကောက်ဝဲကြားတတ်ကအတီပဲအဲ့တော့ရကောက်ဝဲတိုင်းလွတ်တော်ခေါ်မယ်ဆိုမရတော့တဲ့အဆိုးမှာတတ်မတော်ကဖွေးစုံချေံဥရိပါအေးပေါ်ပုံမှန်အရာကိုအင်္ဂနောအာနာကိုထင်းနေရတာပေါ့ဗျာဝင်ပြီးတော့ဂျာကြီးဝင်ထင်းနေရတာပေါ့အဲ့တော့ နောက်ဆက်ယူကဝဲရလာကယူကဝဲပြီးသွားတော့ညာအတီးပြုတ်လို့မရတော့ဘူးအတီးပြုတ်လိုက်လို့ရှိရင်တမိုင်းမှာအဆုံးထင်းကြံရခဲ့တော့မယ်ဖြတ်ထုံးကြံတော့မယ်နော်နောက်ဆက်ယူကဝဲချပိုင်းကာလာကမြမတက်မလို့ကာဝဲစီကဘယ်လိုမူကြီးမင်းအောင်နိုင်လက်ထက်မြမတက်မလို့ကြီးကလည်းဒီမဲမဲတမောင်မူမဲပေါင်းတစ်ဆက်တမ်းမှ၄တန်းရှိတော့မဲများဖြစ်ပေါ်သည့်မဲမဲတမောင်မူများကိုသိရှိပါလေနဲ့လေးလေးရှုကား အစိုးရခေါ်အစိုးရအသက်ဖွဲ့စည်းခြင်းလွတ်တော်မှာခေါ်ဥခြင်းဟိုဆောင်ရွက်သွားခဲ့လေဆိုတမိုင်းကြီးကကြံခဲ့တော့မယ်ဗျာနောင်လောင်သားတွေကလည်းရုပ်ောက်ပွဲမတမမှုတွေနောင်နာကနောင်နာကဖြစ်တဲ့ခါမှာဟာနောင်တော့ဆယ်ရုပ်ောက်ပွဲတော့ကတော့မှာဒေါ်အောင်ဆန်းစုကြည်တို့ပါတီက NLD ကဘယ်မတမမှုတစ်ဆက်တမဒေသဖြစ်တာတော့မှာဘာမှမဖြစ်ဘူးအစိုးရဖွဲ့လွတ်တော်ခေါ်ခဲ့သေးတာပဲအဲတုန်းကတပ်မတော်ကလည်းဘာမှတကယ်ဆောက်ဘူးမဆောင်ရွက်ခဲ့ဘူးလူလူရှုခဲ့တယ်နှာစီးခဲ့တယ် ဆိုတာပြီးတမိုင်းမှာကြံရတော့မယ်ဗျာကျွန်တော်တို့တမိုင်းကနောင်နောင်ရုပ်ောက်ပွဲတွေမှာမဲမဲတမမှုတွေဖြစ်သွားဖို့လမ်းခဲပေးလို့ဖြစ်တော့မယ်မဲမဲတမမှုဖြစ်လေရတယ်ရုပ်ောက်ပွဲပြင်းပြီးရောဆိုတာမျိုးဖြစ်တော့မအောင်မလို့ရတဲ့ကြောင့်နောင်နှစ်တရာနောင်နှစ်တစ်ထောင်ကိုမျောရည်ပြီးတော့2020ရုပ်ောက်ပွဲရတဲ့ကိုကျွန်တော်တို့ကပယ်ချခဲ့ပြီးတော့ဘယ်လိုခေါ်မလဲရက်ဆိုင်ခဲ့ရပြီးတော့လုတ်ခဲ့ရတယ်အတွက်ကြောင့်တရားမျှတပြီးလွတ်လပ်တဲ့ရုပ်ောက်ပွဲတစ်ခုဆိုတာတိုက်ပြီးကလိုအပ်နေတယ် ကျင်းပဖို့လိုအပ်လာတယ်။ရုပ်ကောင်းမကျင်းရလို့ရှိရင်ကျွန်တော်တို့ကတပ်မတော်ကနေတောင်းရှိဖွဲ့စည်းဖို့ချင်းဥရိပါရေးဖို့ကာလအခြေအနေများနဲ့ပဲအုတ်ထုတ်သွားတော့မှာဗျာ။အဲဒီစကားနဲ့ပြောလို့ရှိရင်စိုးချိုးရင်းနဲ့သွားတော့မှာ။တပ်မတော်အုတ်ထုတ်ကြီးဒါတွေကရေရှင်မှာသွားလို့မရဘူးဒီတပ်မတော်နိုင်ငံတော်ကာကွယ်ဖို့တောက်ထန်းဆောင်မယ်တောင်းရင်အဓိကတောင်းဖြစ်နေတဲ့ကြောင့်နိုင်ငံတော်အုတ်ထုတ်ကြီးမှာလွှတ်တော်တွေပေါ်ဖို့လိုတဲ့ကြောင့်မဖြစ်မနေလွှတ်တော်တွေခေါ်ဖွဲ့လွှတ်တော်တွေခေါ်ယူဖို့ ရုပ်ကောက်ပွဲဆိုတာကျွန်တော်တို့မြန်မာနိုင်ငံအသက်ရှင်ဖို့အတွက်မဖြစ်မနေတောင်းအောင်ဆေးတမျိုးဖြစ်လာတယ်။ရုပ်ကောက်ပွဲမချက်ပါတာကုဆိုလို့ရှိရင်ကျွန်တော်တို့ကလင်းနေဖြစ်သွားပြီ။နော်လင်းနေကြသွားပြီ။ရုပ်ကောက်ပွဲရလတ်ကိုအကောင့်ထဲမှာပေါ်နေတာ။အဲလင်းနေကြပြီဆိုခါကျကျွန်တော်တို့ရုပ်ကောက်ပွဲဆိုတဲ့ဆေးတောင်းအောင်ရက်ကကြောနေပြီ။ခန္ဓာကိုယ်ကပြောင်းမြန်မာနိုင်ငံဆိုခန္ဓာကိုယ်ကြီးကအားနည်းစားပြုတ်လာပြီဗျာ။ရုပ်ကောက်ပွဲဆိုတဲ့ဆေးဝါးကြီးကိုကျွန်တော်တို့ပြောင်းသူကမြန်မာနိုင်ငံတော်ကလိုအပ်နေတယ်။အကျဉ်းပါရင်ကျွန်တော်တို့ လေဖြတ်သွားမယ်ခုနတို့ကြဖြတ်သွားမယ်လဲကြသွားတော့မယ်နိုင်ငံဒီမှာလဲဆေးလိုတာပဲလူမမဟုတ်ဘူးအဲ့နိုင်ငံနိုင်ငံဆက်လက်ရှင်တန်ဖို့ရက်တီဖို့ဆေးဝါးတာရုပ်ောက်ပွဲပဲဒါကြောင့်ရုပ်ောက်ပွဲကိုထပ်မံကျင်းပအောင်2020ရုပ်ောက်ပွဲဖြစ်ပေါ်ခဲ့တော့ညာလက်ခံရေးများသောအဖြစ်အပျက်များကြောင့်2025ခုအနေရုပ်ောက်ပွဲထပ်မံကျင်းပအောင်ဖြစ်တယ် အမိတခုလောက်ပြောချင်ပါတယ်ဆရာ online ပေါ်မှာဂျီရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတယ်ကြားပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင်ဘူးလာမဲ့95ရွေးကောက်ပွဲကိုဆွေးလို့ကျန်တာလားဟုတ်ကဲ့ရှင်တိမမှန်ပြူဆိုတာတွေကတော့ဒါတွေကတော့တဘုံနေတောင်းချမ်းသူတွေပေါ့ဗျာအဖြတ်သမားတွေကပြောနေတာပါဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံအာဏာလိုချင်တော့ဘူး ် energy อ่ะเนาะ energy มีคันปี่เป็ดซูยาบ่ตรุอ่ะดีเอาอานาโลจินน่ะยูก็บ่ผิดตาโลษิยบ่ล่ะแม้ซูยาเตียงวินกบ้าอติมัดปุ่มแม้ซูยาผิดล่ะรอมကဘာတင်းအပြည့်လွတ်တော်ကြီးပေါ်လာတော့မယ်လွတ်တော်ကြီးမှာလည်းကျွန်တော်တို့ခေါင်းပေါင်းနေနဲ့နော်ကျွန်တော်တို့အမျိုးသားဝတ်စုံနေနဲ့တိုင်းရင်းသားဝတ်စုံနေနဲ့ပြည်သူ့တော်ကိုယ်စားလှယ်တွေကစီစီကားနဲ့လွတ်တော်ကြီးကျင်းပတော့မယ်ဗျာနော်ဥပဒေပြဋ္ဌာန်းတော့မယ် နော်အစိုးရတက်ကြီးပေါ်လာတော့မယ်အဲ့လိုတော့ကြီးကနေပြီးတော့တခါတရားဝင်သမ္မတတွေဒုသမ္မတတွေဖြစ်ချေတော့မယ်ဝင်းကြီးချုပ်တွေတိုင်းဝင်တိုင်းနဲ့ပြည်နယ်ဒေသကြီးဝင်းကြီးချုပ်တွေအလုံးခန့်ကြားတဲ့အခင်းကြီးတခုပြန်လဲပေါ်လာတော့မယ်ဆိုတော့အဖြတ်သမားတွေကသွေးပြက်နေတယ်ရုပ်ဘဝကျင်းမမယ်ဆိုရင်အတန်နဲ့ကြောက်အဲ့အဖြတ်မောက်ပြောရောက်ဝင်နေတဲ့တောင်းချမ်းသူ NUG တွေနော်ပြည်ပြည်တွေနာမည်တက်ပြောလို့ရှင့်ပြည်ပြည်စင်မအောင်တို့ရီမွန်တို့ဇော်ဝေဆိုးတို့ နော်အဖြတ်သမားတွေပြပမှာအဖြတ်သမားတွေအကုန်လုံးကယူကော့ဘွဲဆိုတာနဲ့သူတို့ထောက်ပံ့နေတဲ့သူတို့အနောက်နော်အနောက်ဆူထောက်လိုင်းကထောက်ပံ့ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူတို့ငတ်တော့မယ်နော်ပြပမှာသူတို့ကငတ်တော့မယ်လေအခုကသူတို့က BDF တွေကိုစစ်တိုက်ခိုင်းနေတာအသေးခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့တိုချိုတို့အမေရိကန်မဆိုနယူးယောက်တို့ ဘာရီတို့အင်္ဂလန်တို့လန်ဒန်တို့မြို့ကြီးတို့မှာသူတို့ဟုတ်တယ်ဟာဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာ5 star hotel ကြီးမှာရေနွေးစလုံးနဲ့ရေချိုးပြီးတော့မှတခါတည်း5 star hotel ရဲ့အားနဲ့ကျွေးတဲ့ cheese တွေပေါင်မုတ်တွေချက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှအင်တာဗျူးပြီးတော့တိုင်းပြည်အရလူတိုင်းကြခိုင်တာဘာဖြစ်တယ်ရုပ်ောက်ဘက်တရားဝင်မှုတရားဝင်မှုအတိမန်ပြူအော်နေရဟာသူတို့မျက်နှာတွေကြည့်ပါလားအစ်တဝင်းဝင်းနဲ့ကိုခါတယ် ပြည့်ဖြိုးပြီးတော့ဇင်မောင်အောင်တို့ပြည်ပြေးနေတယ်အကုန်လုံးကပြည့်ဖြိုးလှပနေတာပဲဇော်ဝင်ဆိုတို့ဒေါ်လာတွေရွှင်ပြီးတော့ထောပတ်တွေအစီဦးထောပတ်တွေစားပြီးတော့သူတို့ဖြစ်နေတာသူတို့တက်ခိုင်းတဲ့တော်ထဲမှာတကယ်လမ်းမရောက်နေတဲ့လူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့လည်းတည်မလားမသိဘူးအဖြစ်နေကြအဲ့ရေကောရေကောဘွယ်ဦးအတိအမ်းပြူဆိုတာဘယ်သူမှမဟုတ်ဘူးအဲ့ပြီးပြီးပြီးဖြစ်တယ်ရနေပြီးတော့တည်မှန်ပြူဆိုပြီးတော့ တို့ပတ်စံပေးထားတဲ့မီဒီယာတွေ short off ခိုင်းနေတာဘယ်နိုင်ငံကမှတရားဝင်ကျွန်တော်တို့သိမှန်းပြုပါဘူးဆိုတာအတိလင်းတရားဝင်ဘော့ဆိုတာမရှိသေးဘူးတို့သိမှန်းပြုဆိုတဲ့အတန်ကိုကျွန်တော်တို့ကခတ်ရမ်းပြောလို့ရှိရင်ခွေးလေးခုံလို့ဖုံးမထားဘူးအဲ့လိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်သိချင်တဲ့အကြောင်းရင်းတွေကတော့လက်ရှိရုပ်ောက်ပွဲကျင်းပါမယ်ဟုတ်ရုပ်ောက်ပွဲကလွတ်လပ်ရေးတရားမျှတတဲ့ရုပ်ောက်ပွဲလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်အဲ့လိုပဲ မြန်မာပြည်မှာရှိတဲ့ပြည်သူပြည်သားတွေအကုန်လုံးကလည်းဒါလွတ်လပ်ရေးတရားမျှတရုပ်ောက်ပွဲဆိုပြီးယုံကြည်တယ်။ပြည်သူတွေယုံကြည်နေတဲ့ရုပ်ောက်ပွဲကိုပြည်ရင်းပြည်ပအချမ်းဘက်အဖွဲ့အစည်းတွေကဖက်လို့ဖြစ်စီလောက်ရတဲ့အကြောင်းတွေသိကြမှာလေဆရာ။တိုင်းပြည်ကိုဖျက်ရမယ့်လို့ကသူတို့ရဲ့တခုရဲသောလို့ပဲဖြစ်နေတယ်။တိဆောက်တာကတိဆောက်တာနှစ်တရာတိဆောက်လို့လည်းမလောက်ဘူးဗျာ။ဖြတ်တာ10မိနစ်ပဲဗျာ။ နော်တိုင်းပြည်တည်တယ်ဆိုတာနှစ်တရာနဲ့လည်းတိုင်းပြည်တပြည်တည်လို့မလောက်ဘူးဖြတ်တာတမိနစ်ပဲကိုရိတ်တရာကြီးယူဗျာအင်းလေးလက်ထက်မှာတွေကနော်1900နှစ်လောက်ထဲကနေပြီးတော့တိဆောက်ခဲ့ရတာတိဆောက်တာပဲနေပေါ်များသာကြားတယ်အင်းလေးခေတ်ပတ်စံကိုတော်တော်များတယ်အင်းလေးပတ်စံနဲ့အင်းလေးခေတ်ကဆပြီးတော့ဆောက်လိုက်တဲ့ဆောက်စံတော့ဆိုကိုရိတ်တရာကဘာပေါ်မှာခေတ်အမြင့်ဆုံးနဲ့အမြင့်ဆုံးတရာ ပရမောင်းတရားဖြစ်သွားတယ်ခင်မေဆုံးနဲ့အမြင့်ဆုံးတရားကားပါအောင်မှာမဆောက်ခဲ့ဘူးသေးဘူးအဲ့တော့ကျွန်တော်ဂုံရှိတယ်ကိုရိတရားကြီးကိုအင်္ဂလိပ်ကဆောက်သွားတာဆောက်ရတာအဲ့ဘောင်းနေကိုတဲလာရတာဟိုးအင်္ဂလန်နေအမေရိကန်နေစတီးဘောင်းနေတဲလာတဲမောနေဒီမှာလာတက်တာရထားရည်နဲ့ဒီကနေရန်ကုန်ကနေတခါအဲ့ဒီကိုထဲကိုရောက်တဲချရတယ်ကားတွေတိုင်းနေငါဖျားမိလို့လူတွေတေကြအများကြီးပဲတော်တယ်မှာဖြတ်လိုက်တော့အချမ်းဖက် TNL လေး ပလောင်လက်နဲ့ကင်တဘုံတောင်းချမ်းသူတဘုံကဖျက်လိုက်တာဘုံတလုံးနဲ့ပဲတစ်စက္ကန့်ပဲကြာတယ်ဘုံပြိုသွားဖျက်တာလွယ်တယ်သူတို့ဖျက်တဲ့လုပ်ငန်းကကျွန်တော်ပြောချင်တာကျွန်တော်တို့ဗမာလူမျိုးမြန်မာလူမျိုးဟာဒီအဖျက်တဲ့လုပ်ငန်းမှာတိတ်ပြီးတော့သူသူများလူမျိုးတွေပိုချွမ်းကြတယ်ကောင်းတဲ့ဟာကြလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကြားတယ်မတက်ဘူးเนาะဒေါမန်တို့ဘာလို့ပြည်ပညာကြားကျွန်တော်တို့ကနှေးတယ် အဲ့ဖြတ်တဲ့လုပ်ငန်းမှာသူတို့ကသူတို့ဖြတ်တဲ့ဘာကြောင့်ဖြတ်ရလဲဆိုတော့ဆိုတော့သွားမေးခွန်းလိုပဲသူတို့ကယူကောဗန်ဖြတ်လို့ရှိရင်သူတို့ဘွားရရည်လို့မရတော့သူတို့အကုန်လုံးကယော့ဒန်နိုင်ငံမှာဘွားတွေဆုံးကြရတော့ပဲဗျာတေးရမှာပြည်ပြည်ပြည်ဘွားနေပဲယော့ဒန်နိုင်ငံနေမှာသူတို့ဘလို့မှဆက်လက်မထောက်ပံ့တော့ဘူးဗျာအလုဆားရတော့မှာသူတို့ကမလုဆားချင်ဘူးလက်ကြောမတင်ကြအောင်ဗျာခက်ရှင်ပြောရင်လူလေကြီးတွေသူတို့နိုင်ငံကြီးလုဆားနေကြတာ ဲ့တော့ယူကောဝဲပြီးသွားတဲ့အခါမှာအောင်မြင်သွားလို့ရှိရင်တို့ဘယ်နိုင်ငံမှပတ်သက်မပြီးတော့ဘူးဆိုရင်တို့ရအောင်လို့တက္ကစီမောင်းရံနဲ့မောင်းအောင်မယ်အမိုက်ကျိုးနဲ့ကျိုးအောင်မယ်နော်သူတက်ထားတဲ့အင်္ဂလိပ်စာတွေဘွဲတွေကနိုင်ငံငါအသိမှန်ပြူဗျာသိလားနိုင်ငံတကာဆိုတော့အမေရိကန်နိုင်ငံမျိုးကအင်္ဂလန်ကဘွဲရလာတဲ့ဆောင်းမတော့အမေရိကန်အသိမှန်ပြူဆောင်းမပြန့်ပြေးရတယ်အမေရိကန်ဆိုရင်ဘယ်နိုင်ငံမှဆောင်းမအသိမှန်ပြူ ရှောင်းဝင်အင်္ဂလန်ကရခဲ့တဲ့ဆောင်းတော့အမေရိကန်ကတိမှန်ပြူဗမာနိုင်ငံမှာစာတက်ပါပါဆိုတော့ဒီဇင်မာအောင်လို့ဘာဇော်ဝေဆုလို့ဆောင်းဝင်ဆောင်းဝင်ဒေါက်တာဇော်ဝေဆုလို့သူတို့ကခုမှဆောင်းဝင်လို့ဘုံပြောနေဆေးဥမှာတန်ရှင်းမဲ့လို့ရမှာဆေးဥမှာသူတို့ပတ်သက်ချင်လေအမေရိကန်ဆေးဥမှာသူတို့ကတန်ရှင်းရောက်ကိုတော့တော်တော်ဝင်လျှောက်ယူပါမှာတန်ရှင်းတော့တရားဥမလွယ်ဘူးအသက်ရွယ်မချမ်းမာတာနဲ့တပည့်ရှင်မလဲနိုင်လို့ရှင်မခံဘူးဗျာ သူတို့တာဝန်ကြီးတွေရဲ့ပညာရေးသူတို့ရဲ့ဘဝရဲ့မတည်ငြိမ်မှုချောက်ချားလာတာပြည်သူလူထုတည်းမဟုတ်ဘူးပြည်သူ54တန်းတော့ဖြစ်ချင်အဖြစ်ရုပ်ောက်ပဲမရှိလဲနေကြကွာငါတို့ဘဝကြီးမပြောင်းရငါတို့အစိုးရမဖြစ်လို့ရှင်ငါတို့အနာမယားရဒုက္ခပဲဆိုပြီးတော့အဲ့ဒါကိုဖြစ်နေတာသူတို့အတွက်သူတို့လုပ်နေတာသူတို့ရှုံးနေပြီဆိုတာသူတို့သိတယ်ရှင်ထဲမှာအဲ့အစိုးရတယောက်ဟန်ဆောင်ပြီးတော့လိုက်ပြီးတော့နိုင်ငံရေးဝါးရထဲတာပေါ့ဖြစ်ကြတိုက်ကြအကုန်မြန်မာတပ်မတော်လို့တို့သမ ्या ဘုโจမူးရင်မြောင်းနိုင်တို့သမ ्या ကောင်းတာမှန်များအကုန်လုံးဆန့်ကျင်ဘက်ကနေကွာသူတို့တင်ပြတာဒီဘက်ကဖြူသူအဟွားကအမဲဘဘကအစင်းဆိုသူတို့အဟွားအဖြူမရှိတန်းပြောနေတာဖြတ်တာအဲ့တော့ဒါကြောင့်ကျွန်တော်ဖြစ်စီနေတာမပြက်ပြောင်ဖြတ်မှာသူတို့တောင်းမယ်ကျွန်တော်တို့ကဒါကိုခုခံကာဝယ်ရမယ်ယူကောဘက်မှာအောင်မင်းအောင်မင်းကိုလှုပ်ရမယ်နိုင်ငံကြီးအကြောင်းအတွေ့အတွေ့ခေါ်တွေခဏပြေးပြေးတာမဟာပြည်သားအီအာဝရီသားချင်းတွင်သားစစ်တောင်းသားတန်လင်းသား ဒီစိတ်ထဲမှာငါတို့မြေပေါ်ကောင်းဖို့အတွက်ကိုငါတို့တိုင်းပြည်ကောင်းဖို့အတွက်ဘယ်လိုလုပ်လို့ဘယ်ဆိုးအချင်းပါချင်းမယူကောက်ပွဲရတော့ဖြစ်ရမယ်ဒီဆိုးအောင်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒီယူကောက်ပွဲမအောင်မင်းလို့ရှင့်ငါတို့တိုင်းပြည်နောက်တစ်ဆင့်တက်လို့မရဘူးကမ္ဘာလေမှာငါတို့တိုင်းပြည်မျက်နှာငယ်မယ်ဘယ်သူပဲတက်လာတက်လာပါတီအစဲဟာဆွဲညာဆွဲမရှိနဲ့မြန်မာပြည်မှာကျွန်တော်တို့အတူတူမွေးကြတယ်တို့ချက်မြုပ်ကြတယ်ခင်ဗျားတို့ချက်တယ်လေဒီမြေမှာမြုပ်ထားတာပဲကျွန်တော်ချက်လက်ဒီမြေမှာမြုပ်ထားတာပဲဟုတ်လား ျွန်တော်ဗမာပြည်မှာမွေးတဲ့ကောင်ပဲကျွန်တော်တို့ချက်မြတ်တာဒီမြေကြီးပုံမှာဒီမြေကြီးနဲ့ဒီနိုင်ငံတော့ဒီလူမျိုးတွေအတွက်ရုပ်ောက်ပွဲဟာသရားရစင်းဖြစ်တဲ့အတွက်ကြောင့်ဒီသရားခင်းတော့ကျွန်တော်တို့ဝိုင်းကူရမယ်အဖြတ်သမားတွေကိုခြေမုံရမယ်နော်